ားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ဆရာစောကြီးဘာသာပြန်ဆို ရေးသားလေအနှစ်ပါးလို့အမည်ရတဲ့ဝိတ္ထုတို့လေးကိုဖတ်ကြားတင်ဆက်ပေးကြပါမယ်ခင်ဗျာအေအနှစ်ပါးဆိုတဲ့ဝိတ္ထုတို့လေးဒီအင်္ဂလိပ်ဘာသာမှမြန်မာဘာသာသို့ပြန်ဆိုရေးသားထားသောဝိတ္ထုတို့လေးဖြစ်ပါသည်ထိုဝိတ္ထုတို့တွင်ဒေအရာဒီအစွဲလန်းအယုံကြည်ကြည်ကြသော စာဒီနီယာတောင်သူလယ်သမားတို့၏အမူအရာကိုပြရင် ကိုမာနာနှင့်ကိုစိတ်ဆင်းရဲခြင်းဖြစ်နေရမှာ ကိုမြတ်တာစိတ်ကြောင့်အဖြေတွေ့သွားသောအမျိုးသမီးဤတဦးဤအမူအရာကိုတရုတ်ဖော်ထားသည်ဟုယူဆရပါသည်။လိုက်ပါနာစဉ်ခန်းသားပေးကြပါအောင်ခမညာ။အန်နှစ်ပါအခန်းတဤနှစ်နနခင်းတွင်ဗီတီရွာမြေပိုင်ချမကြီးစီဒီယာသည်။ရွာဦးတောင်ကုန်းပေါ်သို့တလန်းချင်းလန်း၍တက်နေသည်တက်ရင်တောင်မြောက်လေးပါးကိုလည်းမကြည့်မိမိဤခယုကမဗတိစိတ်ဖြူဖြူနုနုကိုသာကြည့်၍ဗတိစိတ်သွားပါသည်။ တောင်ကုန်းပေါ်တွင်မေတော်မာရီဘယင်ကြီးဖျားချီကိုကြောင်းရှိပါသည်ထိုကြောင့်သည်လှပတင့်တယ်သည်လည်းမဟုတ်ခမ်းညာထဲဝါသည်လည်းမဟုတ်ရေရွကုတ်ကုတ်သာဖြစ်ပါသည်တို့ရတွင် ထိုကြောင့်သည်ရင်သက်ရှင်မောဘွယ်အံဩစရာ တကိုးပြာရိဟာအမျိုးမျိုးပြတတ်သည်ဖြင့်စာတိနီယာကျွန်းတကျွန်းလုံး၌အလွန်ထင်ရှားကျော်စောလေသည်ထိုကြောင့်ထိုကြောင့်ကိုအံ့ဖွယ်သခင်မကြောင်းဟုသမုတ်ကြပါသည်ထိုကြောင့်ကိုတကိုးပြာရိဟာပြတတ်သည်ဆိုခြင်းမှာရွာသူရွာသားတို့၏လွန်ကဲသောတရားတရားကြောင့်တော်လည်းဖြစ်တန်ရသည် လွဲမှာသောအစွဲလန်းအယုံကြီးတရားကြောင့်တော်လည်းဖြစ်တန်ရသည်ထို့ကြောင့်ပွဲတော်ချင်းဖြစ်သောစက်တင်ဘာလသို့ရောက်သောအခါ၌စာဒီနီယာကျွန်းသူကျွန်းသားဖျားဘူးတို့သည်တောထက်ထက်တောင်ထက်ထက်ကိုဖြတ်ကျော်ကာဗီဒီယာတို့ ထောင်လိုက်တောင်းလိုက်ရှိ၍ရောက်လာတတ်ကြပါသည် ပွဲတော်လာဖျားဘူးများတွင်ရှေနာလက်နာဝမ်းနာခေါင်ခဲတည်ရဲတစီကဝေဆုံးမအမောက်ပယောဂကတ်သူဝါယောဂတဲ့များလည်းပါလာကြသည် တားတယ်နေဆုံးကုံချုံကျွေးတင်လုံအင်မရတောကပရိဒေဝမီးတွေတောက်လောင်နေကြတော့စိတ်ဒနာဝိနနာကျမ်းများလဲပါလာကြပါသည်သူတို့သည်အဘွယ်တခင်မကြီးအမအစကိုမျှော်ကိုး၍ရောက်လာကြခြင်းလည်းဖြစ်ပါသည်သူတို့မျှော်ကိုးကြသည့်အတိုင်းအဘွယ်တခင်မကလည်းအန်တပါးပါးကိုမျက်ဝါးထင်ထင်မြင်ကြရအောင်နှစ်စဉ်နှစ်တိုင်းတကူပြတတ်သည်မြပိုင်ချမကြီးစီရသည်မေတော်မာရီအံ့ဖွယ်တခင်မကိုကိုးကွယ်သူဖြစ်လေသည် လာတိုင်းတင်းနာနေ့တွင်စိတ်ပတိစိတ်ကအံ့ဖွယ်တခင်မကြောင့်သို့သွားလိရှိပါသည်ပွဲတော်ချိန်တွင်ပွဲတော်ရဲ့၃ရက်စလုံး၌နန္နတိုင်းညနေတိုင်းဝင်မပြတ်စေရထိုကြောင့်သို့သွား၍ဖျားဖူးပတိစိတ်ခဲ့ပြီးနောက်ဆူတောင်းလိရှိပါသည်ဆူလိုက်တင်းလိုက်ဝတ်တခြင်းဝတ်လေခြင်းတို့ကိုပြုမူနိုင်အောင်အလိုငွေထည့်ဝင်လိရှိကြပါသည်တကောပြာဒီဟာပြတော်မူပါတခင်မဖျားဟု၎င်းစိတ်မချမ်းမသာဖြစ်နေသည်ကိုစိတ်ချမ်းသာအောင်မဆတော်မူပါဖျားဟု၎င်းဆူတောင်းလိရှိကြပါသည် သူစိတ်မချမ်းသာဖြစ်ခဲ့ဒီမှာကြာပါပြီထို့ကြောင့်သူဆူတောင်းခဲ့ဒီမှာလည်းကြာလာပါပြီဝတ်တဲ့ချင်းဝဲလေချင်းပြုတ်ခဲ့ဒီမှာလည်းအချိန်ချင်းဆူတောင်းချင်းပြုတ်ခဲ့ဒီမှာလည်းအခါခါသူ့ຢာတွင်သူ့စိတ်၌ကတချိန်တခါမှတောမနတမဖြစ်ဒေါမနတသာဖြစ်မြဲဖြစ်နေလေသည်သူဤဟာရယနှလုံးသားသည်အစိမ့်စိတ်ကွဲခဲ့သည်ထို့သို့ကွဲခဲ့သည်ကိုသူမေ့ဖြောက်၍မရနိုင်တတိယနေသည်ကြီးလည်းဖြစ်ပါသည်ထို့ကြောင့်သူစိတ်ချင်းရရသည် သူ့မှာပစ္စည်းဥစ္စာဟု၍လိုလေသေးမရှိ ကုံလုံးကြွယ်ဝပါ၏သူ့ရာတွင် မွဲပိတေပိဆင်းရဲပိဆိုသောတထောင်းသားလောက်မှသူမွှင်နိုင်မပြနိုင်ဖြစ်ရပါသည်သူ့အိမ်သည်တာမန်အိမ်မဟုတ်မုံနှင့်တူရင်နှင့်ဖြစ်ပါသည်မူယိုမတ်နယ်တို့သာနေနိုင်သောဗိမာန်လည်းဖြစ်ပါသည် အပြောင်အမွန်ရှဲလဲထုလုပ်ထားသောလာသာဆောင်မှမျောကြည့်လိုက်လျင်အဖွယ်တခင်မကြောင့်ကိုအထိုင်းသားမြင်နေရပါသည်စိတ်ရှမ်းမြစ်စီရလည်းကောင်းပါသည်တို့ရတွင်ဇီယာ၌စိတ်ရှမ်းမြခြင်းသည်အလင်းမရှိပါ သူဗိမ္မာတော်ကြီးတဲ့၌တကိုယ်တည်းနေ၍သူစိတ်ဤအဖြစ်အစည်းကိုခံယူနေရလေသည်ဇီယာ၌စာဒူရအမည်ရှိသောတမီးတစ်ယောက်သာထုံကားခဲ့သည် ထိုတမီးသည် အမျိုးနိုင်သောစင်ရဲ့သောတုံငယ်တစ်ယောက်နောက်သို့ကောက်ကောက်ပါလိုက်သွားခဲ့သည်ထိုအခါဇီယာဤစိတ်ထဲ၌ဒေါသပုံထခဲ့လေသည်စာဒီနီယာကျွန်းတကျွန်းတွင်ငါတို့ဤအမျိုးသည်မင်းမူမမျိုးဖြစ်ပါသည်တချိန်တစ်ခါကတော့ငါဘိုးငါဘေးငါဘီတို့သည်ဘုံလယုံနှင့်ပြည့်စုံသူများဖြစ်ခဲ့ကြသည် ပစ္စည်းဥစ္စာရွှေမွေရတနာတို့ဖြင့်အတောက်ဆုံးအပြောင်ဆုံးလည်းဖြစ်ခဲ့သည်ယခုအခါ၌လည်းငါသည်ပစ္စည်းဥစ္စာနှင့်ပြည့်စုံလျက်ဖြစ်ပေသည်ဩဇာတိတ်ကမကြီးလျက်လည်းဖြစ်ပေသည်ထို့သောသောငါဤသမီးသည် အမျိုးနိုင်သောဆင်းရဲသောသူနှင့်မေတ္တာကုရှက်ပေါင်းဖက်လေသလိုမျိုးရိုးစာတိကိုဖျက်လေသလိုထို့သောလည်းရင်ဒေါသပုံထခဲ့ခြင်းလည်းဖြစ်ပါသည်ဟုတ်ပေသည်အသက်20နှစ်အရွယ်ရှိသမီးကျော်စာဒူရကလည်းအမျိုးမျက်နာကိုမထောက်ပစ္စည်းကုန်ကိုမထောက် သူ့ရှိသူလူစင်းရင်လူမွေအညတရတာမညနောက်တို့ကောက်ကောက်ပါအောင်လိုက်သွားခဲ့လေသည်ထို့ကြောင့်မာနာကြီးလာသောဇေယျသည် အရှေတခွဲအကျိုးနှင့်ဘုံဘုံကြီးလဲခဲ့ရသည်စာဒူရအခါလေသမီးရွယ်တွင်ဇီယာဤခင်ပွန်းသည်အသက်ခံလိုက်ရသည်ထိုအခါမှစ၍အမေတခုသမီးတခုသာကြံတော့သည်ဖြင့်ဇီယာသည်ရှေးသမျှသောအမိမြတ်တော်ကိုသမီး၌တအားကုန်ပုံအပ်၍သမီးကိုကြွေးမွေးပြုစုခဲ့သည် သမီးကိုအရေးတကြီးကြီးရိုးရရွေစမ်းတင်ခဲ့သည်သူတတ္တနာ၏ထိုသမီးတာလျင်သူ့အသားသူ့အသွေးသူ့ရဲ့အသေးနှလုံးဖြစ်ခဲ့လေသည်ထိုသမီးတာလျင်သူ့အီအာကိုရာသူ့မွေပြော်လျာဖြစ်လေသည်ထိုမြတာမကသည် သူ့မျိုးရိုးကိုမတိမ်ခေါ်ရအောင်၎င်းသူ့ခင်မုန်းအတွက်လက်စားရှိနိုင်အောင်၎င်းမျိုးတူရိုးတူထဲမှပစ္စည်းဥစ္စာအကုန်လုံးကျော်ဝ၍တတိပြတိနှင့်ပြည့်စုံသောတမလောင်းကိုသူရှာနေစေဖြစ်ပါသည်ယခုမူသမီးကိုအရှိကြီးသလောက်အမျက်ကြီးခဲ့ရပြီသမီးရဲ့အတွက် မန္တသလောက်မန်ကျိုးခဲ့ရလိမ့်ပြီတမီးကိုအားထားသလောက်အပြက်ခဲ့ရပြီထို့ကြောင့်ဇေယျသည် နေကြီးသည်။တမီးကိုချိန်ဆသည်တမီးကိုတိုက်ကျွေးခဲ့သော သူနှင့်နို့ရေကိုပင်သူချိန်ဆသည်ခေါင်းပြူဆွေကျိုးဘဝသို့ရောက်နေသောသူအရွယ်ကိုပင်သူချိန်ဆသည်သင်မြန်မြန်အသက်ထွက်၍တေးပါစေတဲ့ဟူ၍လည်းချိန်ဆသည်လူတကာ၏ဇတိကွမ်း၌သူပက်လက်မျောနေပြီဟုသူကိုယ်သူထင်နေမိသည်သူကိုမနာလိုကြသောသူတို့သည်သူ့လက်ဘင်းကိုနှင်း၍အောင်ပွဲခံနေကြပြီဟုသူထင်နေသည် ဤသို့ပြင်စီရာသည်ပစ္စည်းဥစ္စာချွေမွေယတနာတို့၏အလယ်၌စိတ်လက်မချမ်းမသာဖြစ်ခဲ့ရပါသည်တို့ရတွင်ဇီယာသည်မပူရုပ်ဆင်နိုင်ခဲ့သည်အတွင်း၌အဆွေးကြီးဆွေးနေတော်လဲအပနိုင်ကမဆွေးတကဲ့သို့နေသည်သူ့အသားရေဖြော့တော့ခြင်းသည်သူ့အရွယ်အိုသောကြောင့်သာဖြစ်သည်သူ့ခန္ဓာကိုယ်ကြုံရခြင်းသည်သူ့အရွယ်အိုသောကြောင့်သာဖြစ်သည်သူ့မျက်ကွင်းကြရခြင်းသည်သူ့အရွယ်အိုသောကြောင့်သာဖြစ်သည်ဟုအထင်ခံရအောင်သူဟန်ဆောင်၍သူ့စိတ်ကိုယ်သူဖုံးကွယ်ထားလေသည် ထို့ကြောင့်ဒီအဖွားကြီးဟာအတော်ခံနိုင်ရင်ရှိတယ်သူ့မာနကိုမရှာဘူးဟုအယက်ကအရှင်းရှင်းလက်ကုပ်၍တီတိုးပြောဆိုကြပါသည်စင်ကျဲမှာဇီယာဤဟာဒရနှလုံးသားသည်အစိမ့်စိတ်ကွဲခဲ့သည့်ဖြစ်ရာမျက်ရည်ပင်မကျနိုင်တော့ပြီအညိုးကြီးလိုက်ဒီမှာလူမိုင်ငား၍တမီဤလင်ကိုအတက်ခိုင်းရန်ကြံစီသည့်အထိသူအညိုးကြီးခဲ့ပြီဖျားတရားစိတ်ရှိနေသောကြောင့်သာလူတတ်မှုကိုသူမကျူးလွန် ူးလက်ကိုသူတားနိုင်ခဲ့သည်ထို့အပြင်နေညမပြတ်အဖွဲတခင်မ၏တကောအနုဘော်ကိုသူအောင်းမိကဆူတောင်းရနေတတ်သောကြောင့်လည်းဖြစ်ပါသည်တို့ရတွင်သူအမျက်ကပြည်သည်ဟုမရှိပါသူတမီးလင်းနောက်လိုက်သွား၍တနေခွဲကကြာမြင့်သည့်တိုင်အောင်သူ့အမျက်ကမပြေနိုင်အမျက်ကြီးမီကြီးမြဲတိုင်းကြီးလျက်ဖြစ်နေပေသည်သူတမီးစင်းရဲပင်မနေသည်ကိုသူသိသည့်တိုင်အောင်သူ့အမျက်ကမပြေနိုင်အမျက်ကြီးမြဲတိုင်းကြီးလျက်ပင်နေပါသည် မားပါပြီဟုသူသမီးကအချိန်ကြီးခါခါဝန်ဝန်ရှားတောင်းပန်ခြင်းပြုသည့်တိုင်အောင်သူ့ရဲ့အမျက်ကမပြေနိုင်သေးပေ။အမျက်ကြီးမြဲတိုင်းကြည်လျက်ပင်နေပါသည်။အခန်းနှင့်ဇေယျာသည်သူ၏ခယုကမာစိတ်ပတိဖြူဖြူနုနုကိုသာကြည်၍ပတိစေရင်ဖျားချီကိုကြောင့်တို့အရောက်သွားနေသည်။ဖျားချီကိုကြောင့်ရှိရသောတတ်သွားသောအတလန်းသည်ကျင်းလာသည်ဖြင့်ဖျားဘူးတို့ပြည့်ညံ့နေသည်အတလန်း၌တာမကဖျားချီကိုကြောင့်အရှိရင်ပြန်လာလည်းပြည့်ကျန်နေသည် ထိုနေရာ၌၎င်းတရောင်းသာဤနေရာ၌လည်းတရောင်းသာရှောင်လို့ရမရနိုင်အောင်များပြားလာသည်ပေးကြပါကမ်းကြပါတစားစားအော်၍တောင်းတန်တို့ကလည်းဆူညံနေသည်ပရိသတ်တဲတွင်ဗီဒီယာကဖျားဘူးများတာမကရွာနီးချုပ်ဆက်ကဖျားဘူးများလည်းပါပါသည်စီရသည်ဖျားဘူးတို့ကိုဂယုမဆိုင်တောင်ကုန်းပေါ်တို့ရောက်အောင်တက်သည်ဖျားချက်ရင်မြင်တို့ရောက်သောအခါဝက်လက်နေကြသည်ကိုမြင်သည်ဖြင့်ပခုံးပေညာမျက်နာနှစ်ဘူးတို့ကိုလက်ဖျားဖြင့်တလဲစီတို့ထီ၍ကြည်ညိုလိုက်သည် တန်းစီ၍ဖျားရှိကိုကြောင်းကိုလက်ရာရင်လက်ကဝိပြုခြင်းသည်ဖျားပွဲတော်၌ကြီးညိုစရာတွေ့မြင်ရသောပူဇနာအမှုရာတစ်ခုဖြစ်ပါသည်။နည်းများမဆိုငွေစကြေးစလူလိုက်လျင်ဝှက်လှဲခြင်းကိုပြုတတ်ကြသည်။ရှေးဦးစွာမီးပူဇော်ထားသောဖျောင်းနိုင်ကိုကိုင်က ဖုံးကြီးထွက်လာသည်။ထို့နောက်တပ်ဆိုင်ရာဘာသာရေးအဖွဲ့အစ်များ၏တကွန်ကုတ်ကအမျိုးမျိုးကိုကိုင်က ထိုရွာဤရွာတို့မှဖျားပုတို့သည် ဖုံးကြီးနောက်ကတန်းစီ၍လိုက်ကြပါသည်။တပတ်လည်ပြီးသောအခါဖျားချစ်ကိုကြောင့်လည်းသူပြောင်းဝင်ကြသည်။နောက် လူတန်းသူပေါ်လာလျင်ထိုဝိသမားတို့ပြင်ပြန်ထွက်လာ၍တပတ်လှည့်ကြပြန်သည် ထိုသူတို့သည်ဖျားပွဲ၌ဖျားအာယုံပြုခြင်းခံကြသောသူများဖြစ်ပါသည်တို့ရာတွင်ဖျားပွဲ၌ပျော်ခြင်းပါခြင်းတို့သည်လည်းပါ၏ထိုသူတို့သည်အကြောင်းချက်ရင်ပင်တွင်ဓလိဘာသာအလိုက်ကကြခုံကြပျော်ကြပါကြပါသည်ထို့ကြောင့်ဖုံတထောင်းထောင်းထလျက်ပင်ရှိပါသည်ဖုံထနေသည့်အထက်၌ပင်ကကြခုံကြသည်ဖုံထနေသည့်အထဲ၌ပင်စားစရာချိုခြင်းနှင့်ဖြောရည်တို့ကိုလူသူကလူရစားကြတောက်ကြသည် ဇီယာသည်ဖျားချီကိုကြောင်းထဲသို့ဝင်လိုက်သည်ကြောင်းထဲတွင်ဓလေ့ဘာသာအလိုက်ပြောကြဆိုကြသောအတန်တို့သည်ဆူညံနေသည်ဓလေ့ဘာသာအလိုက်ဝေစားစင်လာကြသောအဝိအင်းကြီးတို့၏အစဉ်တို့ကလည်းဖြူနီးပြဝါရောင်စုံဖြစ်ပါသည်တို့ဘုရားကုလို့ဒီများသောအဖြင့်မိုင်ပေါင်းများစွာဝေးလာသောအရက်တို့မှအုတ်ထုတ်မပါဖနှက်မပါရောက်လာကြသူများဖြစ်ကြသည်အတန်ကြာသော ထိုများလောက်လူဆောင်လာသောပိဋိတတဲမှညီးတန်ညူတန်အော်တန်ငောက်တန်တို့ပေါ်လာသည်ဇီယာသည်ထိုပိဋိတကိုအတင်းတို့၍ဝေးနေသောကြောင့်ဖြစ်ပါသည် ဇေယသည်အော်အော်ငေါ့အတူအထုံးခံ၍ဝင်သည်ဇွဲကောင်းလာသည်ဖြင့်နောက်ဆုံး၌သူအမြဲဝဲပြုလေးရှိရာဖြစ်သောတရားပလင်အရှိသို့သူရောက်သွားလေသည် ရောက်တည်နေတဲ့ပြိုင်နဲ့ဇေယသည်စူညာတိုးဝင်နေကြသောပိဋိတ်ကိုကြည့်ကာအနည်းရှိဖျားဘူးတယောက်အားလှမ်း၍ဘာဖြစ်နေကြတာတုံးဟုမေးလိုက်လေသည်တရေဖန်းစာလို့တဲ့တရေဖန်းစာလို့ဖန်းစာခံရတာကကောင်းပါလေတဲ့အားလုံးဝေပြကြပြီးရင်သူ့ကိုတောထုတ်မလို့တဲ့တခင်မကြီးကသူ့တကိုးတော်ကိုပြလိုက်မယ်လို့လည်းပြောကြတာပဲ ဒါကြောင့်မို့အကြောင်းထဲမှာလူတွေဒီလောက်ပြည့်ကျက်နေတာဗော။ကြားကျင်တို့လာလိုက်ကြတာတောက်တောက်လဲဝက်ဝက်ကွဲပဲ။ရှင်မြင်းတဲ့အတိုင်းပဲ။တရဲကတော်တော်တန်တန်တရဲမဟုတ်ဘူးတဲ့။အယူတိမ်မီအစိမ့်ဖြစ်သွားတဲ့ဖုန်ကြီးတရဲရှင်။ဖုန်ကြီးတရဲတဲ့။ဟိုထိုးပြားဖို့ကမျက်လုံးပြမျက်စံပြပြင်ပြောပြလေသည်။တရဲဖက်ခံတရဲဖန်းစားခံရတာဘဲကခလေးလေ။ဟိုအာလာရွာကလာတဲ့ရှင်။တရဲကလည်းဖုန်ကြီးတရဲတဲ့။ကြောက်စရာကြီးပါရှင်။ ပဇင်းတော်ဘာကသူ့ကိုမောင်းထုတ်လိုက်တယ်ဒီတော့ဒီဖုန်းကြီးတရဲကိုနတ်ပြည်ကလည်းလက်မခံဘူးတဲ့ရှင်ငရဲပြည်ကလည်းလက်မခံဘူးတဲ့ဒီတော့ဒီဖုန်းကြီးတရဲဟာနေစရာမရှိဖြစ်တော့တာပေါ့ဒါနဲ့ခြေဦးတက်ရလျှောက်သွားနေရင်ဒီကောင်မလေးကိုဝင်ပူပြီးဖမ်းဆာကြတဲ့ရှင်ဒီကလေးကလေးကတော့တနာစရာပဲဖျားဖျားဖျားနှလုံးတုံစရာကြီးပါကလားဒါပေါ့အတဲရနှလုံးရတုံစရာကြီးပေါ့ဒီကလေးကတရဲတံကိုလှိမ့်ပြီးခံနေရတဲ့ရှင် ော်တော်ကြာပါဇက်ကအမြုပ်နေတစည်းစီထွက်လာပြီးအော်လာဟင်လာလောက်တဲ့ရှင်ဖျားကိုလည်းမယူသေးတရားကိုလည်းမလေးစားကျိန်လာမောင်းလာလောက်တဲ့ရှင်တန်လိုက်တာကလည်းသူ့အရွယ်နဲ့မလိုက်ဘူးတဲ့သူ့လက်ထဲကိုရောက်တော့မြဟာကြေမွားကုန်တာပဲကျိုးပဲ့ကုန်တာပဲတဲ့ရှင်ကြောက်เสียကြီးပါရှင်ဇီယာတီထုတ်ကလေးကိုကြည့်လို့တဲ့ဖြင့်ပရိသတ်ထဲ၌လိုက်၍ကြည့်သည်ခလေးကအเจ้าထဲကိုမရောက်သေးဘူးရှင်ဖျားကိုအားလုံးဝိပုပီးကြမှာခလေးရဲ့ရှည်တွေလက်တွေကိုဝတ်တုတ်တုတ်ပြီးခေါ်လာမယ်တဲ့ နေပါဦးမယ်တောထုတ်လိုက်ကြတော့တရေထွက်သွားရင်အဲ့ဒီတရေဟာဘယ်သွားနေမှာလဲတရေရောက်ကိုဝင်ပူပြီးဖမ်းဆောင်အောင်တော့မှာပေါ့ဒါတော့မသိပါဘူးရှင်ဒါပေမဲ့တခေမကြီးဟာသူ့တကောအာနုဘော်နဲ့အဲ့ဒီတရေကိုလူပြေမှာမနေနိုင်အောင်လုပ်မှာပေါ့ဒီတရေကိုတနာရင်နဲ့ငရဲပြီမှာခဏလောက်တော့နေခွင့်ပေးမှာပါပဲထို့သောပြောဆိုနေကြခိုင်ဖျားဘူးတို့သည်ဖျားဝတ်ပြုရန် ပြင်ဆင်ကြလေသည်ဖျားချစ်ကိုကြောင်ခန်းသည်တေး၍လူကများလို့နေသည်ဖြင့်အခန်းထဲ၌ပိတ်လောင်၍အလွန်အိုက်သည် ပရိသတ်သည်တောထုပ်ဘွဲကိုကြည်ကျင်ကြသဖြင့်ဖျားကိုအာယုံမပြုနိုင်တောထုပ်ဘွဲကိုသာစောင့်မျှော်နေကြလေသည်ဇီယာက ထို့သို့မဟုတ်ချေတရားပလင်တို့သာမျှော်ကြည့်၍အာယုံပြုသည်ဒီတစ်ချိန်တွင်ဇီယာသည် တရားပလင်ကိုတာမကထူးခြားလာသောနမိတ်တစ်ခုကိုပါမြင်ရတဲ့ကဲ့သို့ဖြစ်လာသည်သူအနည်းတွင်မိမသုံးယောက်သည်မတက်ရရွေ့နေကြသည်တယောက်သည်တားငယ်ကိုရင်ခွေ၌ပိုက်ထားသည် တားငယ်ဤပားပြင်သည်နှင်းစီပန်းကဲ့သို့လမ်းဆန်း၍ရှစ်စရာကောင်းလာသည် တားငယ်ကပြုံးလိုက်တော့အခါမိမ၃ယောက်ကမြူလိုက်ကြသည် မိမ၃ယောက်ကမြူလိုက်ကြတော့အခါတားငယ်ကပြုံးပြန်လေသည်ကြည်နိုးเสียပါပေသည်တားတဲ့အမေသည်ပိန်သည် အသားရေဖြောတော့သည်တို့ရတွင်လှပရင်ကျေသောအသွေးရောင်ကထင်လျက်ဖြစ်ပေသည် ထိုသားထိုသားတဲ့အမိဒီအရှားမဟုတ်စာဒူရဖြစ်သည် စာဒူရသည် လူမမာရုပ်ပေါက်၍အဝင့်အင်းကြီးဆုစုပြပြနှင့်ဖြစ်နေလေပြီစာဒူရသည်သူ့အမိကိုနှာ၍ကြည့်သည်တင်းမာလာသောသူ့အမိ၏အမူအရာကိုမြင်သောအခါမငုံမိအောင်မနှဲထိန်ထားရရှာသည်ချစ်စရာမြေကလေး၏မျက်နှာကိုတချဲမြအမိမကြည့်တော်ဘူးလားအမိစိတ်သည် ပြင်းလှချေ၏တကားစိန်ကားရက်ဆက်လှချေ၏တကားစာဒူရသည်မထိန်နိုင်တော့ဘဲငိုလေတော့သည် တို့ကဇီယာဤစိတ်၌အပွားမြတ်တာသည်လူးလွန်လာသည်မြေကလေးမျက်နာကိုမြင်လိုက်ရသောအခါစာဒူရအပေါ်၌ကြီးခဲ့သောသူအမျက်သည်ပြေရှင်သလိုလိုဖြစ်လာသည်ဇီယာသည် သူ့မြေကလေးကိုတခါမှမမြင်ဘူးချေမြေးကိုထားပါပြီ哦သူသမီးလင်းနောက်လိုက်သွားကြတဲ့ကသူသမီးကိုပင်သူမကြည့်ခဲ့နေခဲ့ဒီမှာယနေ့အထိဖြစ်လေသည်ဤနေ့တွင်သူသမီးကိုပထမအကြိမ်ကြည်ရင်ဖြစ်သည်မြေးကိုလည်းပထမအကြိမ်မြင်ခြင်းလည်းဖြစ်သည်ဒင်းဒီကျွန်ဆုပ်ဖြစ်သည့်တရက်စီလောက်မှမပြောင်းပါတကား သူစိတ်ထဲတွင်ထိုများလောက်သာသူတွေးလိုက်သည်တို့ရာတွင် သူအမျက်သူအညိုးတို့သူတနာစိတ်တို့ကဝင်၍ဖန်းစားလိမ့်မည်လားမသိစောင့်ကြည့်เสียပင်ဇီယာသည်သူခင်မုန်းကိုသူတရေရလာသည်သူမြေးဤမျက်လုံးတွင်သူခင်မုန်းဤမျက်လုံးကိုသူမြင်လာသည်ထိုတို့မြင်ပြီးမှပျောက်သွားပြန်သည်မဖြစ်နိုင်ပါဘူးလေမြည်သည့်နေနေမှမဖြစ်နိုင်ဘူးတူချင်းတူလျင်အမျိုးယုတ်ဟိုအကောင်ဤမျက်လုံးနဲ့သာပို့၍တူเสียရရှိသည်ချက်ချင်းပင်ဇီယာဤအမူအရာသည်တင်းသွားပြန်သည် ်ထိုအခါဘုရားချစ်ကိုကြောင့်လည်းကပိယိတ်တတ်သည်တညီတညွတ်တဲ့ဘုရားကိုဝေပြုကြပြီဇီယာလည်းဝေပြု၍စူတောင်းနေသည်သို့ပါတော့လည်းနှုတ်ကသာပါသည်စိတ်ကအလင်းမပါချေသူစိတ်ထဲတွင်ဘလောင်ဆန်နေသည်အမြတ်ထွက်သည့်အခါလည်းထွက်သည်ရှက်လွန်းလာ၍တေခြင်းစိတ်ပေါက်သည့်အခါလည်းပေါက်သည်ဝမ်းနည်းပူဆွေးခြင်းဖြစ်သည့်အခါလည်းဖြစ်သည်ဒေါသနှင့်မေတ္တာအာဃာတနှင့်ဂယုဏတို့သည်သူဟာရယနှလုံးအိမ်တွင်သူတပြံငါတပြံစုံစီတက်စီစစ်ပွဲကြီးခင်းနေတဲ့ကဲ့သို့ဖြစ်သည်ဖရာဖရာမြတ်စွာဘုရား တပည့်တော်မကိုကယ်တော်မူပါဗျာတပည့်တော်မကိုဆုံးမတော်မူပါဗျာဟုဇေယျသည်မိတန်းလျက်သူ့မျက်နာကိုလဝါးဖြင့်အုပ်၍ငိုပါလေ၏ငိုရင်သူသမီးကသူ့ကိုအတနာခံကငေးကြည့်နေသည့်ဟုသူထင်မြင်မိသည်အဆွေကြီးဆွေးမိလေသည် သူမြေကလေးကိုသူပြေးဖက်၍နန်းချုပ်လိုက်ခြင်းသည်နန်းရံတို့ပြေး၍သူဦးကောင်းဖြင့်စောင့်လိုက်ခြင်းသည်ဇီယာသည်အယူမာကြီးဖြစ်နေကြပြီစာသူရသည်သူ့အမေ၏မာနာကိုစွပ်ပေးခြင်းသောကြောင့်သူသားငယ်ကိုခေါ်လာပြီးတကယ်သူဖြစ်နေသည် မနာလိုမရှုစိတ်သောသူတို့အလယ်၌သူ့အမိမှန်ကြ၍သူ့အမိအရှေတကွယ်အကျိုးနယ်ဖြစ်ရသည်ကိုအကြည့်ခံရအောင်သူသားငယ်ကိုခေါ်လာပြီးတကယ်သူဖြစ်နေလေပြီ။ဇီယာသည်သူ့ခင်မုန်းကိုအခါခါတန်းတာသည်သူတို့ကကိုကြည်နေတော့မည်လားဟုသူမြည်တမ်းလေသည်။ဝိပုနေရာမှထား၍လွတ်ရာကျွရာသို့သူထွက်ပြေးလိုက်ရှင်သည်။သူ့ရာတွင်ဖျားဘူးတို့ဖျားဝိပုနေကြသည်မှမပြီးသည်။ကြာလာချေ၏။ချေလာချေ၏။ အခန်းတော်ဖျားကြီးကိုကြောင်းထဲတွင်ဖျားဝတ်ပြုတ်၍ပြီးကြပြီတို့အခါပရိသတ်သည်တောထုပ်အစွဲချွတ်မိအရေးကြောင့်မငြိမ်မသက်ဖြစ်လာသည်ကြောင်းထဲ၌လှောင်လဲလှောင်သည်အိုက်လဲအိုက်သည်ကြောက်စရာလန့်စရာကိုမြင်ရကြားရတော့မည်ဟုသိကြသည်ဖြင့်ကြောက်တတ်သူတို့သည်မြည်တို့ပြော၍များမရမျက်နာမှာတွေးမရှိအောင်ကြောက်သည်တဖန်တွန်းကြထိုးကြတိုးကြဝှေ့ကြသည်ဖြစ်ရာသူ့ကိုငါနေမိငါ့ကိုသူနေမိဖြစ်ကြပြန်သည် တို့အဲတွင်ဖျားချီကိုကြောင့်အပြင်ဘက်၌ကခုံနေကြသောလူတစုကလည်းကြောင်းထဲသို့အလူရက်ဝင်လာကြသည်တို့အခါဇီယာသည်အသက်ချူရမရအောင်ဖြစ်လာသည် အပြင်သို့ထွက်ရလည်းမရတဖန်တဖက်က တိုးတိုင်းလဲတရွေ့ရွေ့တရွေ့ရွေ့အရှိသို့ရောက်နေရာသူမကြည့်ကျင်သော သူသမီးစာဒူရအနီးသို့သူရောက်သွားလေသည်အတန်ညာသောအခါစူဒန်ဂျန်ဆန်တို့သည်ငြိမ်ကြသွားသည်တရေဖန်စားသောကလေးကိုကြောင်းထဲသို့တွင်လာကြပြီဇီယာဤမျက်စိသည်ထိုကလေးစီသို့ရောက်သွားလေသည် ်ကလေးသည်မိန်းကလေးဖြစ်သည်တင်တိုင်းအနက်ထဲ၌ထည့်၍ထုတ်ထားလေသည်မြက်ကွင်းကလည်းညိုးနေသည်မြက်ထောင်းကနီးနေသည်ဝတ်တုတ်ထုတ်ထားသည်ဖြင့်မလုံနိုင်မရှားနိုင်ဖြစ်နေသည်တောထုတ်ဝဲကိုစီရင်ကြပြီးတရရွတ်ကြပြီးသောအခါဖုန်ကြီးတစ်ပါးသည်ဂုံတော်လဝါကတ်ကိုကလေး၏မျက်နှာခြေသို့ယူလာ၍အစွဲချွရန်အနမ်းခိုင်းလေသည်တူအခါဖျားချူကိုကြောင့်တကြောင်လုံးဟိမ့်သွားသည်ခလေးဒီခလေးနှင့်မတန်းစူးစူးဝါးဝါးအော်ဟစ်လိုက်တော့ကြောင်ဖြစ်လေသည် ဖန်ဆာရသောတရေကအော်လိုက်သည်ဟုထင်ရသည်ထိုအခါပိယိသက်သည်တုတ်တုတ်မြမလုံငိမ့်နေလေသည် အသက်ချိုမမတက်ဖြစ်သည်ခလေးသည်မျက်စိခြေသို့ရောက်လာသောဂုံတော်လဝါကတ်ကိုပုတ်ချသည်ဇဒွေးနှင့်ထွေးသည်အတန်ကုန်ဟစ်မြဲဟစ်သည်ပရမတော်ပိယိသက်သည်ခလေးကိုကြည့်၍တွေးလန့်နေကြသည်အတန်ကြာသော အကြောက်ပြေလာ၍တယောက်တခွန်းစကားပြောကြသည်ဖြစ်ရာကြောင်းကန်းတစ်ခုလုံးသည်ပဲ့တင်တန်နှင့်ရော၍တဆူဆူတညံညံဖြစ်နေလေသည် ။စူရဏဆူ၍ညံတရက်ညံလာသောအခါဇီယာသည်သူနာတဲ့၌ခေါ်တန်လိုလိုအတန်တန်ကိုကြားလာရသည်။တရေဖန်သာသောကလေးဤမိခင်က သူ့နာနာတွင်ကပ်၍သူ့အားစကားလှမ်းပြောနေသည်ဟုသူထင်လာရသည်။ရှင်ကဒီကိုလာပြီးဘာဖြစ်လို့ငိုနေရတာလဲ။ရှင်မှာဘာပူစရာရှိတို့လဲ။ရှင်မှာဘာတွေဆွေးစရာများရှိတို့လဲ။ပူစရာရှိရင်ကျမကသာကျမရဲ့တမီးကလေးအတွက်ပူရမှာရှင်။ဆွေးစရာရှိရင်ကျမကသာကျမရဲ့တမီးကလေးအတွက်ဆွေးရမှာ။ သူများပူဖို့ဆွေးဖို့လဲထားပါအောင်လားရှင်းမာနာကို ရှင်းမချိုးနိုင်ဘူးလားဇီယာဟမ်ဇီယာနင့်မာနာကိုနင်းချိုးကျိုးအောင်ချိုးချိုးပါတော့လားချိုးပါတော့လားဇီယာဇီယာဒီထိုအတန်တို့ကိုသူနားနေလိုက်ကြားလာရသည်ဟုထင်လာသည်ထိုအတန်တို့သည်တကြောင်လုံးဟိမ့်၍သူနှလုံးသားကိုဝင်ခွေးလိုက်သည်ဟုလည်းသူထင်လာသည် သူစိတ်ထန်း၌နောင်တရသည်လိုလိုဖြစ်လာသည်အကြိတ်ရခဲကြည်သွားသည်လိုလိုလည်းဖြစ်လာသည် အနည်းရှိတမီးစာရူရာ၏ရင်ခွင်ထဲတွင်သူ့မြေးငယ်ကိုလှမ်း၍နန်းကျင်စိတ်ပေါက်လာသည်နန်းမီတော့မလိုလိုပင်ဖြစ်တော့သည် သူ့စိတ်သည် ထိုမြညိုပြောင်းလာသည်သူ့ຢာတွင်မနန်းဖြစ်ပါစေတန်တလောຢာတလောတရားပလင်ရှင်း၌တရေဖန်းစားသောတမီးငယ်နှင့်တမီးငယ်၏မိခင်တို့ကိုမြင်ရသည်မှာကြေကွဲเสียဖြစ်သည်တမီးငယ်ကအတန်ကုန်ဟိပြနေသောအခါမိခင်သည်တရားပလင်ရှင်း၌ဒူးထောက်ကရှိုက်ကြီးတငယ်ငုံနေကြသည် ဇီယာသည်ထိုသားမိကိုကြည့်၍ယူယုံမရဖြစ်လေသည်အတန်ကြာသောအခါတရေဖန်သားသောကလေးသည်ယုံကန်၍ရှေချိုးလက်ချိုးတို့ကိုဖျက်လိုက်လေသည်ထိုအခါဘုန်းကြီးများကလည်းကလေးကိုဖမ်းဆုပ်ညှစ်ပြ၍ဂုံတော်လဝါကတ်ကိုပြကအစွဲချွတ်သောသဘောဖြင့်အတင်းနန်းခိုင်းပြသည်ဘုန်းကြီးများကအတင်းနန်းခိုင်းကလေးကခိုင်းလေလေကလေးကကျင်းတဲ့ကျန်းကျန်းတဲ့ကျန်းလာလေဖြစ်လေသည်ထိုအခါဇီယာသည်ကလေး၏မိခင်စိတ် တက်ကြွနေသည်ကိုမြင်လိုက်လေသည်ခလေးဤမိခင်သည်ဒူးထောက်ကမေတော်မာယီသခင်မကိုဝိပုနေရာမှရုတ်တရက်ထား၍သူ့မျက်ရည်ကိုတုပ်သည် ထို့နောက်ဖုန်ကြီးဤလက်ထဲမှဂုံတော်လက်ဝါးကပ်ကိုယူ၍တယိုသေးသေးကင်ကသူ့ခလေးမြင်အောင်ပြသည်ထိုအခါခလေးသည်ချက်ချင်းငြိမ်သွားသည်ထို့နောက်ခလေးဤမျက်လုံးတွင်မျက်ရည်များဝဲလာသည်ထို့နောက်သူ့မျက်နှာကိုသူချလိုက်သည်ထို့နောက်တရားပလင်ကိုမျက်နှာမူ၍မေတော်မာရီဂုံတော်ဘွဲ့ဓမ္မတချင်းကိုမပီကလာပီကလာတီဆိုလာသည် ခလေးမိခင်သည်ဝမ်းသာလုံးအားကြီးလာတဲ့ဖြင့်တမီးရေတမီးရေတမီးကလေးရေဟုမိတန်းရှာလေသည်အံ့ဖွယ်တရေပါပေသည်ဖျားဘူးပြိတတ်သည်ထိုအချင်းရာကိုမြဝါတထင်မြင်၍နားဖြင့်ဆက်ဆက်ကြားရသောအခါအံ့အားသင့်လျက်မတ်တက်ရက်နေရာမှချက်ချင်းဒူးထောက်လိုက်ကြသည်ထို့နောက်ခလေးသည်ဆိုနေသောဓမ္မတချင်းကိုလိုက်၍တည်ဆိုကြသည်ထို့သောတည်ဆိုနေကြသောဖျားဘူးပြိတတ်တဲ့တွင်ဇီယာလဲပါလေသည်ဇီယာသည်အိမ်သို့ပြန်လေပြီ ဤရကြိမ်တွင်သူမြင့်ငယ်သည်သူယင်ကွင်း၌ပါလာသည်သူတမေးစာရုဒသည်သူနာဘာ၌ကက်လက်၍ပါလာသည်ထိုအခါဗီဒီဝါ၌ဒီနှစ်တော့တို့မယ်တော့တခင်မကြီးကအံ့တပါးတည်းမဟုတ်ဘူးအံ့နှစ်ပါးပြခဲ့ပြီကွယ်ဟုအချင်းချင်းပြောကြနေတည်းငွေတားဤမကစင်အမှတ်36ဇွန်လ1963ခုနှစ်ဟုတ်ကဲ့ပါခင်ဗျာဒီနေ့မှာအချိန်တစ်ခုပေးပြီးဝင်ရောက်နားဆင်အားပေးကြသူညီကောင်မောင်နှမများအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာ ကျွန်တော်တို့ရဲ့ညီကောင်မတော်များအားလုံးကိုချင်းတစ်ပါးရှင်လန်းချမ်းမြေကဘေးပရာပေါင်းမှာကိန်းဝေးကြပါသည်ခင်ဗျာ